အားလုံးမင်္ဂလာပါလီဗာပူးသင်းရဲ့နီးပြအာနီစလောကာတော့ဒါသူတို့သင်းရဲ့လူငယ်ကစားမလေးဂျီိုဗန်နီလီโอနီတယောက်တရာသီလုံးအနားယူရပြီးဖြစ်ကြောင်းအတီးပြုတ်လိုက်ပါတယ်ဒါဆောင်တန်နဲ့ကစားခဲ့တဲ့ပွဲတုန်းကရရှိခဲ့တဲ့ AC ရဲ့ injury ကနေသူ့ကိုကျွန်တော်တို့တရာသီလုံးဆုံးရှုံးခဲ့ပြီးဖြစ်ကြောင်းကလပ်ဘက်ကအတီးပြုတ်တယ်ဒီအတွက်ကြောင့်အာနီစလောကာနောက်ဆက်တွဲအနေနဲ့ချန်ပီယံလိလူစင်းထဲမှာဒီလူငယ်ကစားမလေးကိုထည့်သွင်းထားတဲ့လီဗာပူးကအခုလက်ရှိမှာအဲ့လူစင်းထဲကိုဒါတောင်ပန်ကစားမ ဖက်ဒီဒီကိုခီယေးဇာကိုထည့်သွင်းလိုက်ပြီးဖြစ်တယ်ဆိုတော့ခီယေးဇာကလီဗာပူးရဲ့ချန်ပီယံလိလူစင်းထဲမှာပါဝင်လာခဲ့ပြီးတော့သူတို့ရဲ့ဒါစကွတ်ထွဲကိုထည့်သွင်းလိုက်တယ်တစ်ဖက်မှာတော့ဟူကိုအခီတီကအင်ဂျီချူပီအောင်ပွဲခံလို့ဒါပွဲပယ်ပြစ်ဒဏ်ချခံရပေမဲ့လီဗာပူးဘက်ကတော့သူ့ကို သတိပေးမှုတွေဒါပြုလုပ်သားပြီးတော့ဒါပြစ်ဒဏ်ချတာတို့လောက်ခလာစာဖြတ်တာတို့ပြုလုပ်သွားမှာမဟုတ်ကြောင်းအာနီစလော့ကအတီးပြူထားပြီးတော့ဒါအခီတီကေကတော့ပယ်လစ်နဲ့ပွဲကိုလွဲချော်မှာဖြစ်ပါတယ်